အင်ဒိုနီးရှားမှာကျင်းပတဲ့ဆွေးနွေးပွဲမှာအာနာတိန်စစ်တပ်ရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တာမရှိဘူးလို့အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကဒီဇင်ဘာလ3ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံဆိုင်ရာအထူးတပ်တမန်ရုံးကနေအင်ဒိုနီးရှားနိုင်ငံမှာလုံမဲ့အလုံယုံဆွေးနွေးပွဲဖိတ်ကြားချက်ကို2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ရက်စွဲနဲ့လက်ခံရရှိခဲ့ပြီးတဲ့နောက်ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်တခြားပါဝင်မဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုတည်တည်ကြာကြာသိရှိနိုင်ဖို့အတွက်ပြန်မီးမြှန့်ခဲ့တယ်လို့ဆိုပါရစေ။ ပြန်ဖြေကြားချက်အရဖိတ်ကြားတာမှာစစ်ကောင်စီကိုယ်စားလှယ်တွေလုံးဝမပါတာတေချာမှပဲ NUCC အတွင်းဆွေးနွေးဆုံးဖြတ်ပြီးကိုယ်စားလှယ်ဆီလုခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်ဒီစနေ့ဘက်မှာ NUCC အဖွဲ့ဝင်တွေအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုတ်ကော်မတီ CRPH ယူရိုဘားမှယုံကအိုဟန်ညောင်ဝင်းနဲ့တိုင်းသားအဖွဲ့တွေဖြစ်တဲ့ KNU, CNF, PNL PNFC တို့တက်ရောက်ခဲ့ပြီးမြမစစ်ကောင်စီတပ်ကဗိုလ်ချုပ်စိုးနိုင်ဦးဦးဆောင်တဲ့အဖွဲ့တက်ရောက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါရှင်။